ငရေမလုတ်ခင်ကတည်းကဒီရေတွေကအယောင်ပြောင်းနေတာအေးငရေစလုတ်ခါတာပေါ့လေရေတွေကဝဲကြီးလဲသွားတာလဲသွားပြီးမှသူကအလဲကောင်လောက်ကနေပြီးတော့အလုံးကြီးပေါ့လေဒီအင်းရဲ့ချွတ်နုံအယောင်ကအ내ယောင်သူတော့လေအဲ့အ내ယောင်အလုံးကြီးအပေါ်ကြွတ်တက်လာတယ်ကြွတ်တက်လာပြီးတော့သူကအဝေးမှလည်းမကွယ်ဘူးအဲ့နာပဲပြန်ကြသွားတယ်ကျွန်တော်တို့ကြားဘူးကတော့ကဘာဦးအစကကတည်းကဒီအင်းကြီးရှိတယ်လို့ကြားဘူးတယ်ဒီအင်းရေခန်းရဲ့ အမေးသေးတော့မလာနဲ့လို့ကြာဘူးခဲ့တယ်ပျက်စီးမယ်ပေါ့ဗျာအင်းလည်းဖရာရဲ့အရှိပဲတဲ့တဲ့ဆိုရင်ကိုရက်ဖောက်တယ်တရက်ဖောက်ကိုတော့ဘလောက်ရှည်တယ်တော့မသိပေါ့လေအဲ့အချီကိုရက်ဖောက်လောက်နစ်တယ်လို့ကျွန်တော်တို့ကြားခဲ့ဘူးတယ်အင်းရဲ့နှက်ကြီးပုံကလည်းပဲဒီခီးသွားခီးလာတွေလင်မယားစုံတွဲကိုပူးထိုင်သွားတာသူတို့မကြိုက်ဘူးရရင်ကြောကဒီအင်းကြီးရနေပြီးတော့စပြီးတော့အခြေခံတာ ။နေရင်မလောက်ခါနေကြတော့အင်းကြီးကတခါတည်းသွားဝဲလေတဲ့ပုံစံမျိုးဖြစ်သွားပြီးတော့အောက်ကရွှွနှစ်တရားအပေါ်ကြွတက်လာတာ။အဲ့အပေါ်ကြွတက်လာတဲ့အချိန်မှာသူကစပြီးတော့အင်းစအခြေခံတာဟိုတုန်းကအင်းကရေတော်တော်လေးနဲ့တယ်အခုကျတော့အရှင်းနောက်ပေါက်လမ်းသွားလို့ရသွားပြီကျွန်တော်တို့ဘဝတုဒ္ဒစာတော်နေပေါ့လေစာဟုတ်တွေဖတ်ဘူးတလို့ဆိုတော့ရေကားအင်းဟာအခြေခံပြီးတော့စကိုင်းတောင်နဲ့မင်းဝန်တောင် နှစ်တောင်ကတောင်ရှင်လို့ပဲကျွန်တော်တို့ကြားဘူးထားတယ်အဲတောင်ကအထက်တက်တယ်တောင်ကအောက်ဆင်းတယ်တနည်းကိုတနည်းကိုသူက1.16စင်တီမီတာကွာနေတယ်လို့ပြောတယ်လွန်ခဲ့တယ်ကျွန်တော်တို့ဟိုပေါ့လေဘူမိပြည်သားစာအုပ်တွေမှာဖတ်ဖူးတာကတော့တနည်းကို1.16စင်တီမီတာကွာတယ်လို့ပြောတယ်ကွာတယ်လို့ရေးထားတယ်အဲ့လိုရေးထားတဲ့အချိန်ကျမှသူက နှစ်ဘလောက်ကြာမယ်ဆိုလို့ရှိရင်ဒီငရင်ကြီးကဒီပြည့်ပြည့်ကျော်ငရင်ကြီးကလှုပ်လိမ့်မယ်လို့အဲသူတို့ခံခံမှန်းချက်နဲ့အဲစာအုပ်ဒီမှာထွက်ထွက်ပြီးရေးထားတယ်လှုပ်တဲ့နှစ်ကြာမှလှုပ်တာမလှုပ်တဲ့နှစ်ကြာလည်းမလှုပ်ဘူးသူနှစ်တိုင်းရလို့တော့မလှုပ်ဘူးလှုပ်တဲ့ချိန်ပေါ့လေဒီထားပါတော့ဟိုတုန်းကဘယ်နှခုနှစ်လုံးကတော့စင်ကူးမှာဘ ਹੁ ပြုပြီးလှုပ်သွားတဲ့နှစ်ကလည်းဒီမှာလှုပ်တယ်ဒီလောက်ကြီးမကြီးဘူးအပြိုပြက်သိမ့်မရှိဘူး ခုကြတော့အေးရတနစ်နဲ့တနစ်မိုးတွေကရွာလာတော့နုံပို့တယ်ပေါ့လေဟိုးရှေ့တုန်းကကျွန်တော်တို့မမွေးခင်တုန်းကပေါ့လေကျွန်တော်တို့မမွေးခင်တုန်းကတော့အင်းရဲ့အလဲမှာအင်းလေဖျားဆိုတာလေးရှိတယ်အင်းလေဖျားရဲ့အရှိပဲတဲ့တဲ့ဆိုရင်ကိုရက်ဖောက်တယ်တရက်ဖောက်ကိုတော့ဘလောက်ရှည်တယ်တော့မသိပေါ့လေအဲအချီကိုရက်ဖောက်လောက်နစ်တယ်လို့ကျွန်တော်တို့ကြားခဲ့ဘူးတယ်အင်းရဲ့နှကြီးပုံကလည်းပဲဒီခီးသွွားခီးလာတွေလင်မယားပေါ့လေ လင်မယားစုံတွဲကိုပူးထိုင်သွားတာသူတို့မကြိုက်ဘူးနော်ပူးထိုင်သွားတာမလဲဟိုးကျွန်တော်တို့မမွေးခင်မွေးကာသပေါ့လေကျွန်တော်တို့အခုဆိုရင်58နှစ်ရှိပြီကျွန်တော်တို့မွေးကာသလောက်ကနေမှာပေါ့ဟိုးအနောက်ဖက်လမ်းနေပြီးတော့သွားတော့အိုးတယ်လင်မယားအနေထိုင်မှားလို့မလို့ချက်ချင်းသူတို့မှားရင်းတဲ့ကိစ္စကိုဖြေရှင်းပေးလိုက်တယ်လို့တော့ကြားဘူးတယ်အခုလည်းပဲရွာသူရွာသားသာတည်ကြီးခံတယ် အဝေးဧည့်သည်တွေလာတဲ့အခါလင်မယားပူးသွားတာမျိုးသူတို့သိမကြိုက်ဘူးစောင်းတဲ့မောင်စအင်းကိုစောင်းတာလည်းပဲမောင်နှမစောင်းတယ်လို့ဆိုတယ်အေးငရင်စလောက်ခါတာပေါ့လေရေတွေကဝေးလေသွားတာလေသွားပြီးမှသူကအလဲကောင်လောက်ကနေပြီးတော့အလုံးကြီးပေါ့လေဒီအင်းရဲ့ကျွန်းနော်အနည်းအယောင်ကအနဲ့ယောင်ဆိုတော့လေအဲ့အနဲ့ယောင်လုံးကြီးအပေါ်ကြွတ်တက်လာတယ်ကြွတ်တက်လာပြီးတော့သူကအဝေးမှလည်းမကွယ်ဘူးအဲ့နာပဲပြန်ကြသွားတာ ခန်းကြီးကတော့မပြောနိုင်ဘူးပေါ့ဗျာဒါပေမဲ့ဝဲလေတဲ့ပုံစံကြီးကတော့အကြီးပဲအလှုပ်ပြီးသွားတာတော့ရှင်နေမထူးသမ်းဘူးငရေမလှုပ်ခင်ကတည်းကဒီရေတွေကအယောင်ပြောင်းနေတာအင်းကထူးခြားမှုပေးတယ်ဆိုတာကတော့ဒီနားနယ်တစ်ဝိုက်တော်တော်သိတယ်မိုးရွာလာမယ်ဆိုရင်အင်းအနံ့တွေထွက်လာတယ်နော်ဒီအခြေအကျအခြားအကြောင်းအကြောင်းတောင်မှတမျိုးတမျိုးဖြစ်မဲ့ဆိုလို့ရှိရင်ရေတွေနီးလာတယ် အဲ့လိုအခြေအနေတော့ပြတယ်နမိတ်ပြနာပဲနှစ်ရသုံးရလောက်ကြူပြီးတော့တော့နမိတ်ပြနာပဲအင်းအပုန်နှံကကျွန်တော်တို့ကဒေတာကန်ဆိုတော့အင်းအပုန်နှံကတော့အနံ့ပဲလို့ပြောပြတာဒီအပုန်နှံကဘယ်မှာသွားဖြစ်တုံးသူတော့ဟိုးစကိုင်းမြို့နယ်အစွန်မှာသွားပြီးအနံ့နေထွက်တာကျွန်တော်တို့ဒီနာရွာသားတွေကတော့မခံလာဘူးကြိုးပြူတယ်ဆိုတာကကျွန်တော်တို့ဒီရွာတဲတာကဒီအင်းကိုအခြေခံပြီးတော့ရွာတဲတာရွာတဲတာကဟိုတစ်ချိန်တုန်းကပေါ့ဗျာမျက်စိ မပွင့်ငင်ပေါ့ရှေဟူအနည်းတရားဝန်းကျင်လောက်ကပေါ့လေမျက်စိမပွင့်ငင်တော့ကဒီအင်းကရေကို ပြိုးပြီးတော့စားခါချက်အဲစားခါချက်လို့မလို့အဲဒီရွာကဟိုးအနောက်ကသခြင်းရွာနေပြီးတော့မှဒီဘက်ကိုခွဲပြီးတော့လူတွေစုရနေမှာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ရွာဖြစ်လာတာအင်ဂျင်280နဲ့3အင်ရှိတယ်နှစ်ပတ်ဘယ်လောက်လောက်ကြာပြီလဲဒီအင်ဂျင်ရှိနေတာနှစ်ပတ်ဘယ်လောက်လောက်ကြာဟာကျွန်တော်တို့ကြာဘူးကတော့ ကဘာဦးအစကကတည်းကဒီအင်ကြီးရှိတယ်လို့ကြားဘူးတယ်ဟုတ်လားအဲဒါပေမဲ့ဟိုရှေးစကားလားဆိုရိုးစကားလားတကယ်တမ်းတွက်ချက်ပြီးတော့ပြောတာလားမသိဘူးဒီအင်ကြီးခန်းရဲ့အမေးသေးတော့မလာနဲ့လို့ကြားဘူးခဲ့တယ်ပျက်စီးမယ်ပေါ့ညာဒါမှမဟုတ်လည်းပဲဒီအင်းထဲမှာသူတို့ဟိုတုန်းကပေါ့လေအတိတ်ခရစောယုံမင်းခေတ်တုန်းကရွှေကူးလောင်းငွေကူးလောင်းပေါ့လေဗရမ ्या ကူးလောင်း ငပီကိုလောင်းစားကိုလောင်းပေါ့လေအဲ့လူကိုလောင်းကိုကူကိုဟိုရေတရားခြေပြီးတော့ဟိုးတောင်နာအေးလေဖះဆိုတာကိုးတောင်ပြဖះလေးတည်ထားတာအဲ့ဖះကို တောင်းမှန်မှအသင်ခရစောယုံမဲမျက်စိပြန်မြင်တယ်လို့ဒါကြားဘူးတယ်ကျွန်တော်တို့ကလည်းနှစ်ခွနရာတုန်းကဒီရာသဝင်ဟာဟိုလိုပေါ့ကြောက်စာမရှိသေးတဲ့အတွက်နှစ်ခွနရာတုန်းကကျွန်တော်တို့ကအထက်ကိုတင်မပြနိုင်ခဲ့တာသူ့တိုက်ကိုမတူးနိုင်အောင်သူပြီးတော့မျက်စိကိုချုံရင်အောင်လှုပ်လိုက်တော့အဲသူတို့ခေကပညာရှင်တွေကနေပြီးတော့ မေးတော့မြန်းတော့အဲကိုတော်မြေဖះနဲ့ပူဇော်ရမယ်ဆိုပြီးတော့အဲ့မဲ့အင်းလေဖះလေးဘူးလေဒါကမေးလို့ကြောက်တာသူသိပါမှာအင်းလေဖះလေးဘူးအဲကိုတော်မြေဖះအဲ့ဖះနဲ့ပူဇော်ပြီးတော့မှသူတို့တောင်းမှန်ရတာအဲအဲတော်ဒီထဲကိုလာပြီးတော့တိုက်တူးတာပေါ့ရှင်းအစင်ဆက်မှတ်တမ်းတော့ရှိတယ်ဒီအတင်ခရဆိုးမင်းတည်ထားတဲ့ဖះကကြောက်စာမရှိတာကြောက်စာမရှိတော့တို့ဟိုတုန်းကတခိုင်းမျိုးမျိုးဖားဥဇော်ဝင်တို့ဟိုဟာတို့ပေါ့လေ သူနန်းသက်တင်ဓာတ်ပုံတို့လေအဲ့ဒါဒီကခိုင်လုံမှသူတို့လက်ခံတာမခိုင်လုံရင်လက်မခံဘူးလေတို့ဘက်ကလည်းပဲဒီရာမှာကြောက်စာမရှိဘူးလားကြောက်စာမရှိတော့အဲ့ဒါကိုတင်မပြနိုင်ဘူးအဲ့